ထိုင်းနိုင်ငံရေးမုတ်တိုင်းကကျွန်တော်တို့မြန်မာတွေကိုဘယ်လိုများရိုက်ခတ်နေပါသလဲပေတိုတန်ကြုံတွေ့နေရတဲ့အခက်အခဲဆိုတာကထိုင်းနိုင်ငံရေးအတွင်းပါမန်နိုင်ငံရေးအကြက်တက်တစ်ခုမဟုတ်ဘူးဆိုတာအထင်ရှားမြင်နေရတာဖြစ်ပါတယ်ဆိုတော့ဒုတိယပတ်အတွင်းပေါက်ကြားခဲ့တဲ့ဝန်ကြီးချုပ်ပေတိုတန်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့6မိနစ်ကြာဖုံးပြောဆိုမှုအတန်ဖိုင်ဟာမီးကိုလေနဲ့ထိုးလိုက်တယ်လို့အခြေအနေပါ ဒီတဖိုင်ထဲမှာထိုင်းနယ်စပ်လုံချိုရေးတောင်းဝန်ခံဗိုလ်ချုပ်ကြီးတဦးကိုပြည်ထောင်တန်ကပြစ်တင်ပြောဆိုခဲ့တာကထိုင်းစစ်တပ်တစ်ခုလုံးကိုစော်ကားရရောက်တဲ့ဆိုတဲ့အဆွတ်ဆွဲချက်တွေကြောင့်စစ်တပ်နဲ့အရက်ဖက်အစိုးရကြားတင်းမာမှုတွေပိုပြီးမြင့်တက်လာတာဖြစ်ပါတယ်။ဆိုတော့၁၉ရက်နေ့မှာပြည်ထောင်တန်ကိုယ်တိုင်တရေဆာရှင်းလင်းပွဲလုပ်ပြီးတော့တောင်းပန်ခဲ့ရပေမဲ့ထိုင်းပြည်သူတွေကြားမှာအာဏာသိမ်းမလားဆိုတဲ့အစိုးရရဲ့စိတ်တွေပြန်လည်ပေါ်ပေါက်လာနေတာတွေ့ရပါတယ်။ ထိုင်းဘရင်တက်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝမ်ထိုင်းစူပါရီကတော့အာဏာသိမ်းမှာမဟုတ်ဘူးလို့ငြင်းဆန်ပေမဲ့စစ်ဦးစီးချုပ်ကတော့မတည်ငြိမ်မှုတွေကိုစိုးရိမ်ကြောင်းပြောခဲ့တာဟာထိုင်းနိုင်ငံရေကောင်းကင်မှာမိုးသားတိုက်တိုက်အမဲတွေလွမ်းမိုးနေပြီဆိုတဲ့အရေးအယောင်ဖြစ်ပါတယ်ဒီလိုအခြေအနေမှာပေးထုတ်တဲ့အစိုးရအဖွဲ့အတွင်းမှာပါဗီထဲဝန်ကြီးအပအဝင်ဝန်ကြီးခုနှစ်ဦးထက်မနည်းနှုတ်ထွက်စာတင်ထားကြပြီဖြစ်ပါတယ်ဒါဟာဖွန်ကျန်ထိုင်းပါတီကဝန်ကြီးချုပ်ရဲ့ဖောက်ခဲဝန်ကြီးချုပ်ဟာတက်စင်ရဲ့ စိုးမိုးချက်လက်မှုတွေရှိတဲ့ဆိုတော့ဆွဆွဲချက်တွေကြောင့်နှုတ်ထွက်ခက်ကြတာပါလက်တစ်ဖက်တည်းနဲ့လက်ခုပ်တီးလို့မရဘူးဆိုသလိုပဲအရင်ကညွန်ပေါင်းအစိုးရရဲ့အာအကောင်ဆုံးမဟာမိတ်ဖြစ်ခဲ့တဲ့ထွန်ကျန်ထိုင်းပါတီရဲ့နှုတ်ထွက်မှုဟာပိတ်ထုတ်တဲ့ဥဆောင်တဲ့ food အာထိုင်းပါတီအတွက်လွတ်တော်အတွင်းမှာအတားစီးရဖို့ခက်ခဲသွားစေပါတယ်ဇော်လ28ရက်နေ့မှာရှက်နီခေါဆောင်ဟောင်းဂျတူပွန်ပရပန်က ဗန်ကောက်မြို့လက်မှာပိတ်ထုတ်တာနှုတ်ထွက်ရေးအတွက်ဆန္ဒပြဖို့စီယုံနေတာကလည်းထိုင်းနိုင်ငံရေးမတည်ငြိမ်မှုကိုပုံမိုးဆိုးရွားစေပါတယ်ဒီလိုနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိုင်းနိုင်ငံရေးဟာရှုပ်ထွေးနေပြီးတော့ပိတ်ထုတ်တာဟာသူဖားခင်တက်ဆင်တဲ့အတော့ရင်လက်တို့လိုကံကြမ္မာမျိုးနဲ့ရင်ဆိုင်ရမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်ဒီလိုထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ရိုက်ခတ်မှုကတော့ထိုင်းမှာမီတင်းနေထိုင်နေကြရတဲ့မြန်မာနိုင်ငံသားတန်းတဲ့ချီတဲ့လူတွေရဲ့ဘဝကိုဓာတ်ရိုက်ထိခိုက်စေနိုင်ပါတယ် မအလုတ်သမားတို့ရဲ့အခြေအနေဟာတကယ်ရင်ဆိုင်ရအခက်ခဲနေပါတယ်အထူးသဖြင့်တော့2025ဇွန်လကုန်မှာတက်တန်းတိုးဖို့ရှိနေတဲ့ပန်းရောက်ကတ်လုပ်ငန်းစဉ်တွေရဆိုင်လူနေပါဖြစ်နေတာကြောင့်မြမအလုတ်သမားတွေကအကြီးကျယ်အကျက်တက်ကြုံနေရတာဖြစ်ပါတယ်အလုတ်သမားဝန်ကြီးနှုတ်ထွက်သွားတာကြောင့်လုပ်ငန်းစဉ်တွေရပ်တန့်သွားတာဟာလူမှုဖုလုပ်ရေးထုတ်ယူမှုတွေဗန်လုပ်ငန်းတွေရင်မလိုက်စင်စတဲ့အစိုးရနဲ့ဆိုင်တဲ့ကိစ္စရပ်တိုင်းကိုရက်ခတ်လွန်နိုင်ပါတယ်ဒါတွေမကပါမြမကလေးငယ်တွေတိုင်းနဲ့ချီရဲ့ပညာရေးအတွက်လည်း ခက်ခဲတွေရှိလာနိုင်ပါတယ်2021မြန်မာနိုင်ငံမှာဆက်အတက်အနာတိုင်းပြည်နောက်မှာထိုင်းကိုပြောင်းရွှေ့လာကြတဲ့မြန်မာနိုင်ငံသား၅တန်းနိဗအထိရှိလာတဲ့အခြေအနေမှာထိုင်းနိုင်ငံရေးမတည်ငြိမ်မှုဟာမြန်မာတွေအတွက်တော့အရှင်စိတ်မကြည်ရင်အသက်ဒုက္ခရောက်ဆိုတဲ့စကားလိုပဲဖြစ်လာစေပါတယ်။ဒါကြောင့်ဒီကာလမှာထိုင်းရောက်မြန်မာနိုင်ငံသားတွေဟာခြေတလန့်စီတိုင်းကိုအထူးတတိထားမှအခြေအနေရောက်နေတာဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ထိုင်းနိုင်ငံအခြေအနေကအပေါ်ယာပဋိပက္ခတက်တက်မဟုတ်ပဲနဲ့နေဆိုင်တဲ့နိုင်ငံရဲ့အင်အားစုတွေကြောင့်အာနာအပြိုင်မှုရဲ့ရလက်ဖြစ်ပါတယ်။ဝန်ကြီးချုပ်ပေးထုတ်တာလုံဆောင်ချက်တွေသူဖောက်ခင်ဩဇာလွှမ်းမိုးမှုအောက်မှာရှိနေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကတော့အတိတ်ပဲမဲ့တဲ့ဆွဆွဲချက်တွေမဟုတ်ပါဘူး။ဒါဟာထိုင်းစစ်တပ်ရဲ့နိုင်ငံရေးအပေါ်အတွက်ဩဇာလွှမ်းမိုးမှုနဲ့အရဖက်အစိုးရကြောင့်ငကူကလေးကတည်ရှိနေတဲ့တင်းမာမှုတွေပို့ပို့ပြီးမြင့်တက်လာတဲ့အခြေအနေမြန်မာနိုင်ငံသားတွေအခက်အခဲဒီလိုနိုင်ငံရေးမုတ်တိုင်းကြမှာ လက်ထပ်ကွမ်းဒုက္ခရောက်နေကြရတာပဲဖြစ်ပါတယ်ပီထိုတန်ရဲ့နိုင်ငံရေးအနာဂတ်ဟာတော်တော်လေးအခြေအနေဆိုးပါတယ်ဖူအာထိုင်းပါတီရဲ့ညွန်ပေါင်းအင်အားစုတွေဆက်ပြီးပြိုလဲမယ်ဆိုရင်ပီထိုတန်ဟာရောက်ထုကနေနှုတ်ထွက်ရတဲ့အထိဖြစ်လာနိုင်ပါတယ်အနာတိုင်းမှုခင်မလာဘူးလို့စစ်တပ်ကတော့ညှင်းဆို့ပေးမဲ့မတည်ငြိမ်မှုတွေဆက်ပြီးရှိနေရင်စစ်တပ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုပုံစံတမျိုးမျိုးဖြစ်လာနိုင်ချေကလည်းဘယ်လိုလဲမရပါဘူး ထားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့လက်တလောကလာမှာမဖြစ်မနေလိုအပ်တဲ့တရားဝင်စာရွက်စာတမ်းတွေအများဆုံးစာရွက်ထားဖို့လိုအပ်ပါတယ်။ဒါအပြင်မှာကိုပေါ်ပေါ်ရှော့ရှော့မနေဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင့်ပညာရေးအခြေအနေတွေပတ်ဝန်းကျင်တွေကိုတိကျလေးလာဆန်းစစ်ထားဖို့အရေးလက်ကြီးပါတယ်။ဒီကိုချောရမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့မတည်ငြိမ်မှုဟာစစ်တမ်းနဲ့အရက်ဖက်အစိုးရကြားကအကြောင်းတွေပို့ပြီးနှိုင်းလာတာအစိုးရအဖွဲ့အတွင်းတပ်ဆင်ရဲ့ဩဇာလွှမ်းမိုးမှုအပေါ်မှာမကျေနပ်မှုတွေကြောင့်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီတိုင်းနဲ့မြန်မာနိုင်ငံသားတွေရဲ့ဘဝကိုလည်းတရားထိခိုက်လာနိုင်တာကိုတွေ့နေရတာဖြစ်ပါတယ်။ပေထုတ်တရဲ့အနာဂတ်နဲ့ထိုင်းနိုင်ငံရဲ့အလက်ပြောင်းမြန်မာဒုက္ခသက်တွေရဲ့ကံကြမ္မာဟာအခြေတစ်ခုရောက်ရင်အစီပြေသွားမယ်ဆိုတဲ့အဖြစ်ထွက်လာမလားဆိုတာကတော့စပီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။